မင်္ဂလာပါရှင်။အော်တိုဘာလာတရဲ့ဗုဒ္ဓဘူးနီရဲ့ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့နိုင်ငံဝင်နှင်းများနှင့်အငိမ့်စားဝင်နှင်းများအတွက်အပူထောက်ပံ့ကြေးထပ်မံခန်းစားခွင့်ပြုတဲ့သတင်းဖြစ်ပါတယ်။ပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရဗန္ဒာယီနှင့်အခွန်ဝင်ကြီးဌာနသည်2025ခုနှစ်စက်တင်ဘာ30ရက်အမိန့်ကြေညာစာမှတ်130မြင်းဆောင်2025ဖြင့် နိုင်ငံတော်အတွင်းနိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်လျက်ရှိကြတဲ့နိုင်ငံဝန်ထမ်းများနဲ့အငိမ့်စားဝန်ထမ်းများအတွက်အပူထောက်ပံ့ခြင်းထပ်မံခန်းစားခွင့်ပြုသည့်အမိန့်ကြေညာစာကိုထုတ်ပြန်ကြေညာလိုက်ပါတယ်။၎င်းအမိန့်ကြေညာစာအပိုင်းတစ်တွင်ဝန်ထမ်းများအတွက်အပူထောက်ပံ့ခြင်းကိုလက်ရှိထောက်ပံ့လျက်ရှိတဲ့အပူထောက်ပံ့ခြင်း6000ကျော်အပြင်ထပ်မံ၍3000ကျပ်တတီကိုအပူထောက်ပံ့ခြင်းဖြင့်လစဉ်ခန်းစားခွင့်ပြုလိုက်ကြောင်းအပိုင်းနှစ်တွင်တက်မလို့ကြီးရေဝန်ထမ်းများအတွက် အပူထောက်ပံ့ကြီးကိုလက်ရှိထောက်ပံ့လျက်ရှိတဲ့အပူထောက်ပံ့ကြီးအပူထောက်ပံ့ကြီး6000အပြင်ထပ်မံ၍3000ကျပ်တတိကို အပူထောက်ပံ့ကြီးဖြင့်လစဉ်ခန်းစားခွင့်ပြုလိုက်ကြောင်းအပိုင်လေးတွင်နေစားဝင်နေများနှင့်နေစားအလုပ်သမားများအတွက်အပူထောက်ပံ့ကြီးကိုလက်ရှိထောက်ပံ့လျက်ရှိတဲ့အပူထောက်ပံ့ကြီး2000အပြင်ထပ်မံ၍1000ကျပ်ကိုအပူထောက်ပံ့ကြီးဖြင့်ခန်းစားခွင့်ပြုရန်ဖြစ်တာကြောင့်နေစားအလုပ်သမားများအားနေ့စဉ်လုပ်ခ8800ကျပ်တတိကိုခွင့်ပြုရန်ဖြစ်ကြောင်းအပိုင်း၅တွင် ငိမ့်စားဝင်နေများအတွက်အပူထောက်ပံ့ခြေကိုလက်ရှိထောက်ပံ့လျက်ရှိတဲ့အပူထောက်ပံ့ခြေ3000အပြင်ထပ်မံ၍3000ကျပ်တတီကိုအပူထောက်ပံ့ခြေဖြင့်လစဉ်ခန်းစားခွင့်ပြုရန်ဖြစ်ကြောင်းအပိုင်း6တွင်အေမိန်သည်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မှစ၍အတည်ဖြစ်သည်ထို့ကြောင့်နိုင်ငံဝင်နှင်းများ၏အငိမ့်စားဝင်နှင်းများအား2025ခုနှစ်အောက်တိုဘာလအတွက်ပြည်ရန်ရှိသောလစာလောက်ခပင်စင်လစာနှင့်အတူအပူထောက်ပံ့ခြေကိုထုတ်ပေးနိုင်အောင်စောင့်ဝတ်ပေးရပါမည်လို့ဖော်ပြပါရှိကြောင်းသိရပါရရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့တရုတ်မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးအတွက်ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်ဒေသတည်ငြိမ်အေဂျင့်မှုထိန်းသိမ်းရေးအတွက်နိုင်ငံအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌနှင့်တရုတ်ကွန်မြူနတီပါတီ၊ယူနန်ပြည်နယ်ပါတီကော်မတီအမြဲတမ်းကော်မတီအဖွဲ့ဝင်ယူနန်ပြည်နယ်ပါတီကော်မတီရဲ့နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူးမစ္စတာဟျူတာဘရန်တို့ဆွေးနွေးကြကြောင်းသိရပါဗျ နိုင်ငံတော်ကြီးတမတာနိုင်ငံတော်လုံခြုံရေးနေအေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌလိုက်ပါလာတဲ့အထူးလေးရင်ဟာတရုတ်ပြည်သူတမတာနိုင်ငံကုမင်းလေးစိတ်မှခိတရရနာခဲ့ပြီးလေးစိတ်အေခဲမဆောင်မှတွေ့ဆုံဆွေးနွေးရမှာအခုလိုထည့်သွင်းဆွေးနွေးတာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရမှာတော့တရုတ်နဲ့မြန်မာဟာခိုင်မာတဲ့ဆွေမျိုးပေါက်ပေါ်ဆက်ဆံရေးရှိတဲ့အိန္ဒိယနိုင်ငံတွေဖြစ်ပြီးယုံကြည်ရတဲ့မိတ်ဆွေနိုင်ငံဖြစ်တဲ့အခြေအနေတွေတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်တဘာဝဘေးအပါအဝင်တဘာဝဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခြေအနေကူညီဆောင်ရွက်ပေးနေမှုနဲ့ဆက်လက်ပြီးလဲလိုအပ်တာတွေကိုကူညီပေးသွားမယ့်အခြေအနေတွေကိုဆွေးနွေးကြကြရလို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ရနောင်းရန်ကုန်ပို့ကုန်သွင်းကုန်များ MACCS စနေဖြင့်ပြောင်းလဲဆောင်ရွက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှင်နောင်းရန်ကုန်ကုန်တက်တာစနေနဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းတွေဆောင်ရွက်ရမှာအောက်တိုဘာတရက်ကစပြီး MACCS စနေနဲ့ပြောင်းလဲဆောင်ရွက်သွားမယ်လို့အကောက်ခွန်ဦးစီးဌာနကကြေညာပါတယ်။ကုန်သွယ်မှုနဲ့ကုန်စည်စစ်စစ်မှုမှန်ကန်မြန်ဆန်စေဖို့အတွက်နေဆက်ကုန်သွယ်ရေးနည်းလမ်းနဲ့ရှင်နောင်းရန်ကုန်ကုန်တက်တာစနေအသုံးပြုပြီးပို့ကုန်သွင်းကုန်လုပ်ငန်းတွေဆောင်ရွက်ခွင့်ပြုထားတာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာရနောင်းရန်ကုန်ကုန်တက်တာစနစ်နဲ့ပို့ကုန်သွင်းကုန်တွေအတွက်ကြေညာလွှာဖွင့်နေတာကိုမန်နူရယ်နီလန်းနဲ့ဆောင်ရနေတာပဲဖြစ်ပါတယ်။ရနောင်းရန်ကုန်ကုန်တက်တာစနစ်နဲ့တင်ပို့တင်သွင်းမှုတွေအတွက်ကြေညာလွှာမှာ station, session mode and transport နဲ့ loading and unloading location တွေကိုအထူးဂီပြုဖြည့်ဆွဲရမယ်လို့ဆိုပါတယ်။မြမအလူလျောက်ကုန်ပစ္စည်းရှင်နေရေးစနစ် MACCS စနစ်မှာတော့သွင်းကုန်ကြေညာလာတွေကိုအလူလျောက်လက်ခံစစ်ဆေးပေးပြီး ကြားသင့်အခွန်လေးကိုအလူလျောက်တစ်ချက်ကငွေပေးချေမှုလုပ်ငန်းစဉ်ပြီးတာနဲ့ကုန်ပစ္စည်းထုတ်ယူခွင့်ကိုဆက်ကနေအလူလျောက်ပြန်ချပေးတဲ့စနစ်လေးပါဝင်ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့အင်းလေးဖောင်တို့ဖခင်ညောင်ရွှေသူဒေသစာရေးကြွားချီတဲ့တင်ဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဖောင်တို့မြက်စွာဖခင်ရုပ်ရှင်တော်မြက်လေးစုဟာစက်တင်ဘာ22ရက်ကစပြီးအင်းလေးဒေသဝဲရာ22ဌာနကိုဒေသစာရေးကြွားချီပူဇော်ခံနေရာအခုလက်ရှိမှာတော့ညောင်ရွှေမြို့နယ်ရှိ အထက်ဒေတာဓမ္မဝိဟာရဒေတာစာရီစံကြောင်းတို့ကြီးမှာအပူဇော်ခံနေပြီဖြစ်တယ်လို့သိရပါတယ်။အင်းလေးဖောင်လုံးမြတ်စွာဘုရားရွရှင်တော်မြတ်ကိုအနေနဲ့ရက်ရက်ကဖျားဖူးလာပြည်သူတွေလာရောက်ပူညွန်နိုင်စေဖို့ညောင်ရွှေမြို့စံကြောင်းတို့မှာစက်တင်ဘာ28ရက်ကနေစက်တင်ဘာ30ရက်အထိ3ရက်တိုင်တိုင်ဂိမ်းဝပူဇော်ခံသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ညောင်ရွှေမြို့မှာအင်းလေးဖောင်လုံးမြတ်စွာဘုရားရွရှင်တော်မြတ်လေးစုစံကြောင်းတော်ဝင်ပွဲနဲ့အတူအင်းသားရွရလှေလောပြိုင်ပွဲတွေဖြစ်တဲ့အမျိုးသား56တဲ့အမျိုးသမီး26တဲ့ အမျိုးသားတဦးချင်းလှော်ခတ်ပြိုင်ပွဲကျောင်းသား26တက်အမျိုးသားရာဇောလှော်ခတ်ပြိုင်ပွဲလေရင်အလှပြပြိုင်ပွဲနဲ့စွမ်းဖို့လေးပြိုင်ပွဲတို့ကိုလည်းကျင်းပခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့တောင်ကြီးမြို့ပုံမြန်ပြိုင်ပွဲရှင်ပြိုင်မဲ့သူများပြားတဲ့တဲ့ဖြစ်ပါတယ်။အခုနှစ်တောင်ကြီးတစောင်းတိုင်းမြို့ပုံမြန်ပြိုင်ပွဲအတွက်စင်းပေးထားသူတွေများပြားနေတယ်လို့သိရပါတယ်။တောင်ကြီးတစောင်းတိုင်းမြို့ပုံမြန်ပြိုင်ပွဲကိုအောက်တိုဘာ29ရက်ကနေနိုဝင်ဘာ4ရက်တစောင်းမှလာပြီနေ့အထိ အဝေယာကွင်းမိဘုံမြန်ကွင်းမှာကျင်းပမှာဖြစ်ပြီးတော့နိုဝင်ဘာ9ရက်မှာစုပေးပွဲကျင်းပတော့မှာဖြစ်ပါတယ်။အဲ့ဒီမိဘုံမြန်ပွဲတော်တွင်နေ့ပိုင်းမှာခြေနှချောင်းခြေလေးချောင်းနဲ့အယုတ်အုပ်စုမိဘုံမြန်တွေကိုလွှတ်တင်သွားမှာဖြစ်ပြီးညပိုင်းမှာညမီးကြီးမိဘုံမြန်နဲ့စိန်တပံမိဘုံမြန်တွေကိုလွှတ်တင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပြိုင်ပွဲဝင်မဲ့ညမီးကြီးနဲ့စိန်တပံမိဘုံမြန်တွေဟာ အလုံးရင်စုစုပေါင်း85လုံးရှိပြီးပြည်내အစိုးရဖွဲ့ကလည်းအသုံးပြုမဲ့ရန်တွေထောက်ပံ့ပေးထားတယ်လို့ရိုးရမျိုးမြင်ပညာရှင်များအသင်းဥက္ကဋ္ဌဦးချုပ်မြင့်ကပြောပါတယ်။ အခုနှစ်ညမီချင်းမိဘုံပြန်ပြိုင်ပွဲဝင်မဲ့အလုံးကြီး43လုံးရှိပြီးစိန်နဘန်မိဘုံပြန်ကတော့32လုံးဝင်ပြိုင်မှုစီးရင်ပေးထားတယ်လို့ဆိုပါတယ်။အရင်နှစ်ကဆိုရင်ညမီချင်းမိဘုံပြန်26လုံးနဲ့စိန်နဘန်မိဘုံပြန်ကတော့22လုံးသာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြန်ခဲ့တာဖြစ်ကြောင်းလည်းသိရပါပါရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရေကြီးရေရှမ်းခြင်းကြောင့်ညောင်ချောက်စေယုံအတွင်းရှိလူနာ22ဦးအားအရေးပေါ်ပြောင်းရွှေ့တဲ့တဲ့ရင်ဖြစ်ပါတယ်။ ဘကိုးတိုင်းအုပ်ဒင်းမြို့နယ်ရေကြီးရေရှမ်းကျင်းများဖြစ်ပေါ်လာတဲ့အတွက်ညောင်ခြေောက်စေုံတွင်ရှိလူနာ22ဦးအားအရေးပေါ်ပြောင်းရွှေ့ပေးခဲ့ကြကြောင်းသိရပါဗျ။အုပ်ဒင်းမြို့တွင်သုံးရက်ခန့်မူတည်ထန်စွာရာသွန်းခဲ့ပြီးတောင်ကြရေစီစဉ်ခြင်းကြောင့်စေုံဝင်တွင်ရေကြီးရေရှမ်းနှင့်အခြေအနေမှာဒေးပေကျော်ထိမြင့်တက်ခဲ့ကြောင်းဂျပန်နှစ်တွင်လည်းရေဝင်ရောက်မှုဖြစ်ပွားခဲ့သော်လည်းအခုကဲ့သို့မဆိုးဝါးကြောင်းသိရပါဗျ။ရေကြီးရေရှမ်းခြင်းကြောင့်ဆေးရုံတွင်ရှိလူနာများအားလူမှုကူညီအဖွဲ့များပူးပေါင်း၍ လေများလူနာတင်ရင်များအပါအဝင်စုစုပေါင်း18စီးကံဖြင့်ကုညီကယ်ဆယ်ပေးခဲ့ပြီးလက်ရှိတွင်အစုပါလူနာများအားအုတ်တွင်းမျိုးရှိကျွေးပွဲတိုက်နယ်စေယုံသူပို့ဆောင်ပေးထားကြောင်းမြစ်တာရှင်ဝဲလူမှုကူညီအသင်းထံမှသိရပါပါတယ်ရှင်။